ုန်းတစ်လုံးမှာ processor တစ်ခုတည်းကသာအရင်အရေးကြီးနေရဆိုလို့ရှိရင် Qualcomm က biggest smartphone ထုတ်တဲ့ company ဖြစ်နေမှာပေါ့တဲ့ ဆိုတော့ဒီစကားကကျွန်တော်ပြောမှာမဟုတ်ဘူး။ nothing ရဲ့ CEO ဖြစ်တဲ့ Gabi ပြောသွားတာပေါ့နော်။ဆိုလိုချင်တာကသူတို့ရဲ့ဖုန်းတွေမှာ processor နဲ့ဆိုင်ရင်အကုန်လုံး balance ဖြစ်တဲ့ဘက်ကိုပို့သွားကြတယ်ဆိုတော့တဘောတကယ်လည်း nothing ဖုန်းအစ်စ်ထွက်လာတဲ့ဒီ nothing 3a နဲ့ 3a pro မှာဆိုရင် performance ပိုင်းကပြီးခဲ့တဲ့ nothing 2a နဲ့ရှင်းလိုက်မယ်ဆိုရင်5 to 10%တော့ပဲပို့ပြီးတော့ကောင်းလာတာ။ဆိုတော့ nothing အနေနဲ့ဒီ 3a series မှာပဲအပိုင်းတွေပို့အားဆိုင်တာလေ။ဆိုတော့ကျွန်တော်အတူတူစက်ကြည့်လိုက်အောင်။ဆိုဒီနေ့ဗီဒီယိုအတွက်ကျွန်တော် review နေကူညီပေးထားတာတော့ဖုန်းပါနေပို့ကူညီပေးထားပါဒီ netting phone နေနဲ့ပတ်သက်ပြီးတော့ဝယ်ချင်တယ်ဆိုရင်ဖုန်းပါရဲ့ page ကိုကျွန်တော် caption မှာတက်တွဲပေးထား ားပါတယ် YouTube မှာဆိုရင်လည်းကျွန်တော် link ပေးချပေးထားပါတယ်ဆိုတော့အဲဖုန်းပါပေးမှာတော်ရဝေးပြလို့ရပါတယ်ရင်းဦးဆုံးဈေးနှုန်းပေါ့နော်ဒီ Nothing 3A က14,900စမယ်ပေါ့နော်ပြီးတော့ဒီ Nothing 3A Pro က20,500အနေနဲ့ပြောစမယ်ဆိုတော့ဒီဈေးနှုန်းတစ်ခုမှာ Randy Run တွေကတော့တခြားဘောက်ကွာသွားမှာပဲအဲ့အပြင်ဘာကွာသွားမလဲဆိုတော့အဓိကကွာသွားတာကင်မရာဘက်မှာပဲကွာသွားတာကျန်တာတွေအကုန်လုံးကအတူတူပဲလို့အောင်ပြောလို့ရတယ်ကင်မရာဘက်မှာဆိုရင်ဒီ Nothing 3A မှာက50 megapixel အဲ aperture f2.8 50 mm telephoto ပဲကိုသုံးလာရဲဆိုပေမဲ့ဒီ Nathan 3 Pro မှာကြတော့ကျွန်တော်တို့70 mm periscope ဖြစ်သွားပြီပေါ့နော်ပြောအရှိတ်ဆယ်ဗီကင်မရာမှာဆိုရင် Nathan 3ရမှာ32 megapixel ကိုသုံးလာတယ်ဒီ Nathan 3 Pro မှာ50 megapixel ကိုသုံးလာတယ်ပြီးတော့ဒီလိုမျိုး periscope ကိုသုံးလာတဲ့အတွက်ဒီ3 Pro ရဲ့ကင်မရာဘန်းကတော့တော်တော်ကြီးကိုအဲကြီးရယ်လို့ပြောလို့ရတယ် ပြီးအလေးချိန်အနေနဲ့ဆိုတော့ဒီ Nathan 3 Air 200 gram နဲ့ဒီ Nathan 3 Air Pro မှာကြတော့211 gram 10 gram กว่าမယ်ပေါ့နော်ကင်မရာဘက်မှာပါပဲနဲ့ဒီဖုန်းနှလုံးရဲ့အထူကတော့8.4 mm ဆိုတော့အတူတူပဲလို့ပြောလို့ရတယ်အရင်ဆုံးဒီဖုန်းတွေကလေတခြားသူတွေတဲ့ဝင်ကျင် China ကထုတ်တဲ့ဖုန်းတွေနဲ့ကွဲထွက်နေတဲ့အချက်က IP rating မှာ64 ठी ပဲပါလာတာ ဲ့ဒီတော့ကျွန်တော်တော်ရုံရေဆိုးတာဘာညာလောက်ကိုခံနိုင်နေဆိုပေမဲ့ရေအောက်မှာဓာတ်ပုံရိုက်ဖို့ဘာညာကတော့အဆင်ပြေမှာမဟုတ်ဘူးဒါကလည်းဘယ်သူမှနေတိုင်းပြောရေအောက်မှာဓာတ်ပုံဆင်းရိုက်နေမှာမဟုတ်ဘူးဆိုပေမဲ့အဲတခြားဖုန်းတွေမှာပါပြီဒီဖုန်းတွေမှာမပါဘူးဆိုတော့ကျွန်တော်အနေနဲ့တော့အားနေချက်တစ်ခုလည်းထည့်ထားခြင်းနဲ့ပြီးတော့ nothing ကဒီဖုန်းတွေစားတွက်ခဲ့တဲ့ကဒီနောက်ဘက်ဒီဇိုင်းကကြိုက်တဲ့သူလည်းရှိရယ်မကြိုက်တဲ့သူလည်းရှိရယ်ကျွန်တော် personal အမြင်ကတော့ကြိုက်တယ်ပေါ့နော်ဘာလို့ကြိုက်တယ်လဲဆိုတော့တခြားဖုန်းတွေနဲ့ကွဲထွက်နေတဲ့ပုံစံတစ်ခုမှရှိတယ်နောက်ပြီးတော့ဒီ nothing ရဲ့ identity တစ်ခုဖြစ်တဲ့ glyph interface ကလည်းဒီနောက်မှာဆက်ပြီးပါလာတယ်ပြီးတော့ဒီနောက်ဘက်မှာ glass pack ကိုသုံးပေးထားတယ်ပြီးတော့ကျွန်တော် unboxing တော့ ဒီ paper frame တွေကို metal frame လို့အဲ plastic sorry plastic frame လို့ပြောခဲ့ရတဲ့ ਨੇ ဒါပေမဲ့ အဲကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒီ paper frame တွေကို aluminum 100% recycled aluminum frame ကိုသုံးပေးထားတယ်ဆိုတော့ build quality ပိုင်းလည်းတော်တော်လေးရှင်းဖြစ်တဲ့အထက်မှာပါပါတယ်။ဒါအောင်မှကျွန်တော်ခြေစုံပိုက်ကဒီ transparent ကိုမှဒီနောက်ဘက်ကအောက်ကဒီဇိုင်းလေးကိုကျွန်တော်တော်တော်လေးသဘောကျရပါတော့။တော်တော်လေး unit ဖြစ်တယ်လို့ပြောလို့ရတယ်။ကန်ရတဲ့ hand feeling တွေကြတော့ဒီဖုန်းတွေက paper ကိုနည်းနည်းကားတဲ့ ratio နဲ့လာမှာဆိုတော့တော်ယုံလက်သေးရဲ့သူတွေအတွက်ဆိုရင်တော့နည်းနည်းတိုင်ပတ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့ဒီလိုမျိုး width ကျယ်ဝါးတဲ့ဖုန်းတွေကဒီလိုဆိုင်ရိုက်တဲ့နေရာမျိုးတို့ရုပ်ရှင်ကြည့်တဲ့နေရာမျိုးတွေမှာတော့အားရဖို့ပိုကောင်းတယ်။ဆိုတော့ display ပိုင်း ပုံမှန် mirror phone တလုံးအနေနဲ့ပါတင်ပါထိုက်တာရဲ့ပါလာရလို့ပြောလို့ရတယ်6.77 inches ကိုမှ flexible OLED 4hg blur သလိုရှင်း 120hz 3000 nits brightness ဆိုတော့ mirror phone တလုံးအနေနဲ့အတော်လေးအဆင်ပြေတယ်။ဒါပေမဲ့ user အနေနဲ့ complaint တက်မှာဆိုရင်တော့ဒီ netting အနေနဲ့ဒီ display လေးမှာ LTPO လေးထည့်ပေးလိုက်မယ်ဆိုရင်တော့ပိုပြီးသဘောကျဖို့ကောင်းသွားမှာပေါ့နော်။ဒါပေမဲ့သူ့ဈေးတန်းဝင်ချိန်မှာကျွန်တော်ဒီ LTPO မဖြစ်သွားတော့အရင် complaint တော့မတက်ချင်ဘူး။ ်အဓိကကတော့ performance ထွက်သမျှကျွန်တော်တို့ mention ပေါ်ကဖုန်းတွေအကုန်လုံးကမြန်မာနိုင်ငံ official ဝင်လာနေတယ်လို့ကျွန်တော် China ဘက်ကထွက်တဲ့ price to performance ကောင်းလာပါပြီဆိုတော့ PI ဖုန်းတွေကလည်းဝင်နေတဲ့အခါကျတော့ဒီ netin ရဲ့ဖုန်းတွေကသူစီတန်းဝင်ချင်မှာ performance အကောင်းဆုံးဖုန်းတွေဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့ official ဝင်တဲ့ဖုန်းတွေအနေနဲ့တွက်မှာဆိုရင်တော့သူ့ရဲ့ performance ကတော်တော်လေးကောင်းတဲ့ဖုန်းတွေထဲမှာပါတယ်။သုံးပေးထားတာကွယ်ကွယ် Snapdragon 7S Gen 3လိုမျိုး chip ကိုသုံးလာတယ်။ဒါမှမဟုတ် netin OS လိုမျိုး clean လို့ဖြစ်တဲ့သုံးလို့ကောင်းတဲ့ OS နဲ့လာမှာ။ ပြီးတော့တခြားဖုန်းတွေနဲ့မတူတဲ့တခြားကသူ့ရဲ့ဒီ power button အောက်မှာ ် essential key ဆိုပြီးတော့ဒီ paper မှာ cloud လေးတစ်ခုထည့်ထည့်ပေးတာပေါ့နော်ဒီ essential key ကနေပဲကျွန်တော် AI feature တွေသုံးလို့ရမယ်ဒါတော့နဲ့တင်းက essential space ဆိုပြီးတော့နာမည်ပေးထားတယ်ဘယ်လိုသုံးလို့ရမှာလဲဆိုတော့ cloud ကိုတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်အောင်းနှားမှာ note ဆိုတာလေးပေါ်လာမယ်ဒီ note ထဲမှာကျွန်တော်မှတ်ချင်တာမှတ်ထားလို့ရတယ်အဲ့အောင်မှာ तू က essential space ထဲမှာသွားသိမ်းပေးမှာသိမ်းပေးတဲ့အခါမှာလည်းကျွန်တော်ဒီ note လေးကိုပဲသိမ်းပေးမှာမဟုတ်ဘူးအဲ့အချိန်မှာ display မှာပေါ်နေတဲ့အရာတွေအလုံးသိမ်းပေးထားမှာဗျာဥပမာကျွန်တော်ဒီ Nathan 3A ရဲ့ Jason Arena spec ထဲကိုဝင်ပြီးကြည့်နေဆိုလို့ရှိရင်အာကျွန်တော်က ဒီမှာ this is nathan phone 3ရေဆိုပြီးတော့နှုတ်လေးရေးလိုက်မယ်အဲ့ဒါဆိုရင် तू ကသွားသိမ်းတဲ့နေရာမှာဒီ jason area မှာရှိ area မှာပြနေတဲ့ဒီ nathan 3 aspect တစ်ခုလုံးကို तू summarize လုပ်ပြီးတော့ထည့်ပြီးတော့ပြပေးမှာဆိုတော့ဒါကတော်တော်လေးအသုံးတည့်ရလို့ပြောလို့ရတယ် နောက်မှကျွန်တော်ပြန်ရှိကျင်နေဆိုရင်ဒီ essential space ရဲ့မှာပြန်ပြီးတော့ဝင်ကြည့်လိုက်အောင်ပဲတကယ်လို့ကျွန်တော်က cloud ကို long press နှိပ်ထားလိုက်မှဆိုလို့ရှိရင်ခုနကနှုတ်နေရမှာ audio note အနေနဲ့တင်လို့ရမယ်ဒါမှဒီ cloud ကို double press နှိပ်မှဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပြောတဲ့ essential space ကိုတန်းပြီးဝင်သွားလိမ့်မယ်ဆိုတော့ဒီ features က personally တော်တော်လေးသဘောကျရပါဘောနော်ကျွန်တော်တို့အတွက်ဆိုရင်လည်း day to day uses မှာအသုံးများတဲ့ features တခုလို့ပြောလို့ရတယ်တခြား AI ဘက်မှာ Google ရဲ့ Sakura to Sakura ပါညာကတော့ပြောနေကြမလို့ပါလာတယ်ပြီးတော့ nothing os ပေါ့နော် nothing os ကတော့အရင် nothing os တွေအတိုင်းပဲတော်တော်လေး smooth ဖြစ်ပြီးတော့သုံးလို့ကောင်းတယ်ဒါမှကိုမကြိုက်ဘူးဆိုရင်လည်း shot android က်သုံးလို့ရအောင်သူအပြင်ထည့်ပေးထားသေးတယ်။ဆိုတော့ဒီ netting phone နှလုံးရဲ့အဓိကခွာသွားတဲ့အပိုင်းဖြစ်တဲ့ကင်မရာပိုင်းကင်မရာပိုင်းမှာက Nathan 3A မှာကျွန်တော်ခုနပြောလိုမျိုးပေါ့နော်50 mm telephoto ဖြစ်သွားမယ်ဒီ 3A Pro မှာကျတော့70 mm periscope ဖြစ်သွားမယ်ဒါပဲกว่าတာဆိုပေမဲ့တကယ်တမ်းကျတော့လေအာရိုက်ကြည့်ရအခါမှာ portrait ဘိုင်းမှာလည်းกว่าတယ်လို့ tele ဘိုင်းမှာလည်းกว่าသွားတာအသိသားတယ်အထူးသဖြင့်ကျွန်တော်50 mm portrait ဘိုင်းမှာဆိုရင် main sensor ကို crop လောက်တာမဟုတ်တဲ့ဒီ Nathan 3A ကပို့ပြီးတော့ကောင်းနေရပေါ့နော်အဲ့အောင်မှာကျွန်တော်70 mm လိုမျိုး 3A ပေါ်ထွက်ကြတော့ဒီ 70mm tele lens ပါတဲ့ Nathan 3 Pro ကပို့ပြီးတော့ကောင်းနေတယ် ပုံမှန်တိုင်းရိုက်တဲ့ပုံတွေမှာမိန်းဆက်သားတူတယ်ဆိုပေမဲ့ဒီ Nathan 3ရာနည်းနည်းလေး1ဖြစ်တဲ့ Don Buck ကိုယောက်သွားတာဘာကြောင့်မှန်းတော့မသိဘူးเนาะအဲ့ဒါလေးချက်ပေါ်တော့ကျွန်တော်သတိထားမိတယ်ဒီ3ရေ Pro ကတော့ပို့ပြီး Neutral Sound လို့ပြောလို့ရတယ်ပြီးတော့ Telly ဘက်မှာဆိုလို့ရှိရင်ကွာသွားတာ 100mm လောက်ထိဆွဲလိုက်ပြီဆိုလို့ရှိရင် ကွာသွားတာတိတာ stage တော့မှာဆိုရင်ဒီ netting 3A ဟာဒီ day စီပြတ်ပြီးတော့ကြံခဲ့တယ်နောက် selfie camera ဘက်မှာဆိုရင်ဒီ 3A မှာ32 megapixel ဒီ 3A pro မှာ50 megapixel megapixel ပဲကွာသွားမှာဟို video recording မှာဆိုရင်ဒီ 3A မှာကျွန်တော်တို့ 1080p နဲ့ပဲရိုက်လို့ရမယ်ဒီ 3A pro မှာ 4K video recording ဒီရိုက်လို့ရမယ်နောက်ဒီ 3A pro မှာ periscope ကိုတုံးပြီးတော့ 3A 6H macro features ကိုလည်းတုံးလို့ရပေမဲ့ဒီ 3A မှာကျတော့ i features တွေမပါလာတော့ဘူး တခြားလိုလိုက်လိုနေသားမျိုးတို့အထော်ဝိုက်လိုနေသားမျိုးမှာဆိုရင်တော့ဒီဖုန်းနှလုံးစလုံးကအတူတူပဲလို့ပြောလို့ရတယ်။နောက်ဒီ3မှာ 50mm tele ပဲပါလာရဆိုပေမဲ့ 100mm 4HD portrait ရိုက်လို့ရအောင်လုပ်ပေးထားတဲ့တစ်ချက်ကိုတော့ကျွန်တော်သဘောကျတယ်။ဒါကိုကြည့်လိုက်ခြင်းအပြင်နဲ့တင်ရဒီ software ဘက်မှာတော်တော်လေးအားစိုက်ထားမယ်လည်းသိတာတယ်။အထူးသဖြင့် setting ဘက်မှာဆိုရင်ဒီ3မှာ preset 4မျိုးပေါ့နော်။ဒီ3 Pro မှာ preset 5မျိုးအဲ့ဒါအောင်မှာကိုယ်စိတ်ကြိုက် preset တွေထည့်ပြီးတော့ထည့်လို့ရအောင်လုပ်ပေးထားတဲ့အပြင်ကို filter တွေလည်းတော်တော်လေးမိုက်လာတာကိုသတိထားမိတယ်။ ်ဆိုတော့ overall ဒီဖုန်းနှလုံးရဲ့အဓိကကွာခြားချက်ဖြစ်တဲ့ကင်မရာဘိုင်းကတကယ်သိတာရဲ့ဗျာပရိုမှာအသေးသေးတတလေးကင်မရာဘိုင်းမှာပိုကောင်းတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့တစ်ဖက်ကပြန်စစ်သားကြည့်မယ်ဆိုလို့ရှင်ကျွန်တော်ကအမြဲလို့လို့တယ်လီကိုအသုံးပြနေမှာလားဆိုတော့တစ်ချက်ကိုတော့ထည့်စင်းစားရလိမ့်မယ်လို့ထင်တယ်။ overall ကင်မရာဘိုင်းမှာတော့နေတဲ့အနေနဲ့ဒီနှစ်မှာတော်တော်ကြီးတိတိတတတိုးတက်လာတယ်လို့ဒီဖုန်းနှလုံးကလည်းအဲကင်မရာဘိုင်းမှာကောင်းတဲ့ဖုန်းတွေထဲမှာကျွန်တော်ထည့်ထားလို့ရတယ်။ ခြားပိုင်းတွေမှာဆိုရင် audio ပေါ့နော်အရင်တော့အတိုင်းပါပဲ stereo speaker ကိုသုံးပြီးလာရဆိုပေမဲ့ clarity တိတ်မကောင်းအတန်ကျဲတယ်ဒါပေမဲ့အတန်ကြီးကြီးလေးလေးပြက်ပြက်သားသားတိတ်မကြဘူးပေါ့နော် channel haptic ပိုင်းမှာတော့ပြောနေစရာမလိုဘူးတော်တော်လေးကောင်းတယ် battery ပိုင်းကတော့ပုံမှန်ပဲ5000 mAh ကိုမှတကယ် heavy usage သုံးမှာဆိုရင်တရက်လောက်ပဲအားခံတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အသွင်နာအောင်မြန်တယ်0 to 100%ကိုကျွန်တော်တို့တနအိမ်ဝင်ကျင်လောက်ပဲအတွင်းရလိမ့်မယ်ဆိုတော့ဒီ Nothing 3A နဲ့ 3A Pro Review ကတော့ဒီလောက်ပဲဒီဖုန်းနှလုံးစလုံးကလည်းတကယ်ကို ဘယ်လိုပြောမလဲဖုန်းဝင်မယ်ဆိုတာတက် chip တို့ SOC ကိုဝင်မယ်ဆိုတဲ့သူတွေလောက်ကတွင်ကျန်တဲ့သူတော်တော်များများကိုညွှန်းလို့ကောင်းတဲ့ဖုန်းတွေထဲမှာပါတယ်။ဒါမှမဟုတ်ဒီဖုန်းနှလုံးထဲကဘယ်ဖုန်းပိုဝယ်တင်လဲဆိုရင်တော့ကျွန်တော်ခုနပြောခဲ့လိုမျိုးပဲပေါ့နော်။ကိုကကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့အရင်အားဆိုင်တက်တဲ့သူလားကင်မရာဘိုင်းကိုအရင်တုံးပြတဲ့သူဆိုရင်တော့ Pro ထိသွားပါ။အဲ့လိုမှမဟုတ်ဘူးကင်မရာဘိုင်းကကိုယ့်အတွက်တောင်းလို့ဆိုရပြီဆိုရင်ဒီဒါ Pro ထိသွားကြမလို့ပဲ3ရေလည်းတော်တော်လေးအဆင်ပြေဖုန်းတွေမှာပါတယ်။ပေါ်လဲပါဒီ1.3ရေဖုန်းနှလုံးစလုံးကတော်တော်လေးကို နှုံးပေးလို့ကောင်းတဲ့ဖုန်းလေးလို့ပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။